အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ငါးပောင်းကိုအလွယ်ဆုံးနည်းနဲ့ပေါင်းပြမယ်အရန်လွယ်တဲ့မိုက်ခရိုဝေ့တစ်လုံးရှိလို့ရှိရင်တော့ငါးပောင်းအလွယ်တကူလှုပ်ရှားလို့ရပြီဒီမှာကျွန်တော်ငမုတ်ကိုတန်ရှင်းလေးလှုပ်ထားပြီးတော့ဂုံလုံးလှီးထားပြီးပြီးကြွေပကံတစ်ခုလိုမယ်ပြီးလို့ရှိရင်တော့ဒီလိုပလတ်စတစ်လိုမယ်အဲ့ဒါဆိုရင်တော့ရပြီမိုက်ခရိုဝေ့နဲ့ပေါင်းပြမယ်အိမ်မှာမိုက်ခရိုဝေ့ရှိရင်တော့အလွယ်တကူလှုပ်ရှားလို့ရပြီပေါ့နော်ကဲဆက်လှုပ်ပြမယ်နော်ကျွန်တော်ဘယ်လိုလှုပ်လဲဆိုတော့လွယ်လွယ်လေးပဲအရန်လွယ်တယ် မလူတိုင်းအိမ်မှာတော့ဒီလိုမျိုးမိုက်ခရိုဝေ့တစ်လုံးရှိတယ်ဆိုရင်တော့ရပြီဒီမှာကျွန်တော်ငါးအောင်အကုန်လုံးတန်ရှင်းလုပ်ပြီးတော့နည်းနည်းလှီထားတယ်ကျွန်တော်ဂျင်းနည်းနည်းလှီထားတယ်ရမ်းလွယ်တဲ့နီးနဲ့ကျွန်တော်လုပ်မယ်ငါ့ကိုအရင်ဆုံးကြွေပကံတော့လူတာပေါ့နော်မိုက်ခရိုဝေ့မှာထည့်တယ်ဆိုတော့ကြွေပကံတော့လူတယ်ငါလှီထားတဲ့ဂျင်းကိုပုံမှန်နည်းနည်းတင်မယ်ပြီးရင်သူ့ပိုက်ထဲလည်းနည်းနည်းထည့်ပေးမှာပေါ့ ရှင်ရတာလေးနည်းနည်းရှိအောင်လို့စားလေးကိုနည်းနည်းလေးမဆူဆလောက်လေးပေါ့ဘောနဲ့ထည့်ပေးလိုက်မယ်ရတာမှုတ်လေးလည်းနည်းနည်းဘောနဲ့တင်ပေးမယ်ငါထဲကိုပေါင်းတဲ့ချိန်မှာရတာထဲဝင်သွားအောင်ပြီးရင်ကျွန်တော်ဒီမှာဆွေရဆော့နည်းနည်းထည့်မယ်နည်းနည်းပဲ ကရင်ဆုံးပထမဆင့်ပေါင်တဲ့ချိန်ဆိုတော့ဘာမှအသိမထည့်သေးဘူးပြီးရင်တော့ရေလေးပဲရိုးရိုးရေလေးပဲငါးလေးကိုနည်းနည်းမြုပ်အောင်ထည့်လိုက်ဒီလောက်ဆိုရပြီငါတော့တကောင်ပဲပေါင်းပါမှာဒါပလတ်စတစ်ပေါ့ဒီကတော့အိမ်တိုင်းမှာရှိမှထင်ပါတယ်အဲ့ဒါကိုဒီလိုပေါ်ကနေတဆင့်အုပ်လိုက် ဓာလေးနဲ့ဖြတ်လိုက်မယ်။မာနဲလေးလုံလုံပေးလိုက်။လုံမင်းနဲ့နဲလေးအပေါက်ကလေးဖောက်ပေးလိုက်မယ်။နဲနဲလေးပဲ။ပြီးတော့ဘောကနေတ िश ူးကိုနည်းနည်းနှစ်ခေါက်ပေါ့နော်။မာနှစ်ခေါက်။ဓာလေးနည်းနည်းအုပ်မယ်။အဲ့ဒါလေးကိုနည်းနည်းလေးရေစွတ်အောင်လို့ရေလေးနည်းနည်းစွတ်အောင်လောင်းပေးလိုက်။နည်းနည်းပဲနည်းနည်းဆိုရင်ရပြီ။ ဆွတ်ထားပြီးလိုက်ပြီးပြီးတော့ပလတ်စတစ်နောက်ထပ်တစ်ခုထပ်အုပ်ရှမ်းလွယ်တယ်ဒါတော့ဒီချာလေးလုံအောင်လည်းဖုံးလိုက်မယ်တိတ်မလုံရင်လည်းပြဿနာမရှိပါဘူးရေထည့်ထားရဲဆိုတော့ဒါတော့ပထမအဆင့်ပေါ့ဒီလိုရိုးရိုးရတာနောက်မှကိုယ့်ကိုယ်တမီယာ အားတမရလို့ဆော့တွေပါလေပြန်ထည့်လို့ရတာလော လောဆယ်ဆယ်ရင်ဆုံးပေါက်မယ်အဲဒီမှာငါ့ကိုယူပြီးတော့မိုက်ခရိုဝေးဖွင့်မိုက်ခရိုဝေးကဒီလိုအပြားရှိတဲ့ဟာဆိုကောင်းတယ်သူကလဲတော့အကြက်ညီတာပေါ့ဟာထည့်လိုက်မယ်ပြီးရင်တော့12မိနစ်ထားမယ်ချောင်းနဲ့12မိနစ်ဆိုရပြီဒီငါ12မိနစ်ပြည့်ပြီဆိုတော့ဒီငါကကြက်ပြီ ငါပေါင်တာတော့မှပြင်ကျင့်အပေါ်လေးတင်မှုပြင်ဆင်မယ်ပစ္စည်းပစ္စည်းတွေအများကြီးမလို့တချို့ငါသမီးပေါင်းလို့ရင်တော့ကျွတ်ညီပါညာငယ်သီးတွေကိုကြိတ်ပြီးတော့အများကြီးလုပ်တယ်ကျွန်တော်ကျတော့ကလေးတွေလည်းစားတယ်ဆိုတော့အိမ်မှာစားတဲ့ရိုးရိုးရှင်းပုံစံလေးနဲ့ပဲပေါင်းတာဒါတော့ငယ်သီးကိုဆက်စားနိုင်တယ်လို့ပေါ့ဒါလေးနည်းနည်းထည့်မယ်ပြီးမှကျက်သွားမှာမှကျွန်တော်မှကျက်တော့မိတ်နည်းနည်းရှိတယ် က်ချက်တုံလည်းအရှည်လိုက်လေးတွေပေါ့လီထားလိုက်မယ်ဘောကနေဒါကတော့အလှဆင်ဖို့ပေါ့နည်းနည်းအမွှေးလေးနဲ့သိပြီးတော့အေးမကြည့်ပါဘူးဒါချက်တုံမိတ်ကိုဘောအုပ်ဖို့ပြင်သမယာသီးလေးကိုကနည်းနည်းကွင်းလေးတွေလီထားလိုက် လေး၅ခွေးလောက်ဆိုရပြီอืม၁၂မိနစ်ပြည့်တော့မယ်လုံနေလဲဆိုကြည်ငါဆိုတော့ပဇွန်အကွေးငါຫນွေဆိုရယ်စကပုံတော့ရှိသေးတာပုံမှန်ကျွန်တော်လှုပ်ရှားနေကြပါ၁၂မိနစ်ဆိုရင်တော့ကောင်းကောင်းကြက်ပြီငါအနားတော့မွေးနေပြီဂျင်းလေးထဲလောက်ထားရဲဆိုတော့ဟွန်းရပြီ โอ้ปั๊วสูงเลยเหรอล่ะอืม อะไรยะพี่ติชาเลยขณะเนเนลิเอียงสอบไปทุบไปแล้วอสาลิแท้ไปเลยเนาะซ่าเลยยะงาลิโหอยู่มั้ยปูเลยสรอกละไก่บัวลิเนี่ยอยู่มั้ยนั่งลิတော့มวยนี่ครับ ကဲပေါ်အုပ်ထားတဲ့ဟာလေးကိုဖြီးလိုက်မယ်။နည်းနည်းတော့ပူတယ်တတိတော့ထားတော့ဒါလေးကိုပြစ်လိုက်။ဝါးမှုေးနေတာပဲနံ့တော့ဒါတော့မှကျွန်တော်တို့ကရိုးရိုးရှင်းရှင်းလေးပဲပေါင်းစားတာ sorry ပါတယ်အများကြီးထည့်ပြီးပေါင်းစားလို့ရတယ်ငါကိုကြိုက်တယ်လို့ပေါင်းစားလို့ရကျွန်တော်ကတော့ microwave နဲ့ဘယ်လိုပေါင်းလဲဆိုတာကိုပြတာပေါ့ဒီမှာရပြီဒီမှာကြည့်တာငါ့ကိုကျွန်တော် မြောင်မြောင်လေးတွေလှုပ်ထားတယ်ဆိုတော့12မိနစ်နဲ့အကုန်လုံးကြက်ပြီထဲမှာလဲဒါကိုကျွန်တော်ဘဝနေပြီးတော့ဒီတီလေးနည်းနည်းဖြူဆွေရဆော့လေးနည်းနည်းဖြူဆွေရဆော့လေးပါပြီဆိုရင်တော့ဘယ်ဟာမှမဆိုစားလို့ကောင်းပြီရပြီဒါမရတော့နည်းနည်းချင်ကြိုက်ကိုညှိလို့ရတယ်တို့တော့တိတ်ချင်မကြိုက်ဆိုတော့ဘောနေအလှအနေနဲ့ပဲထားမှာကဲဒီပေါ်ကိုကလီထားတဲ့ညူတီလေးနည်းနည်းထည့်လိုက်မယ် ဆူရဆော့လေးလည်းနည်းနည်းပြန်ထည့်လိုက်မယ်ဆူရဆော့လေးပါပြီဆိုတော့ပေးဟမ်းဆိုဆာလုကောင်းပြီးစီချက်ကလေးနည်းနည်းထည့်မယ်ကြက်သွန်ဖြူစီချက်ဒါဘဝနေယူတော့စီလေးနည်းနည်းဝေ့တော့အဲ့ဒါဆိုရင်တော့ပြီးရင်ဒီမှာကြက်သွန်မိတ်ကိုပါပါလေးလီးထားတဲ့ဘဝဒီလိုအုပ်လိုက်မယ် လောက်လွယ်လဲ။တမယာတီးရတော့ကျွန်တော်အလှအနေနဲ့ပဲ။ကြည့်ဒါပါပဲကျွန်တော်အိမ်မှာအလူတခုပေါင်းနဲ့အားပေါင်းလေးပေါ့မိုက်ခရိုဝေးနဲ့ပေါင်းနေဟာဆော့ရလဲလူအများကြီးခတ်ဖို့ကျွန်တော်ကျွန်တော်ငေးတီးလီထားတယ်။ဒါကိုဆွဲဆော့လေးထည့်လိုက်ရင်ဒါငါးပေါင်းနဲ့တူစားလို့ရတဲ့ဆော့ဖြစ်သွားပြီ။ဒါပဲ။ အိမ်မှာကုသသမီးတွေကိုမိသားစုတွေကိုရိုးရိုးရှင်းရှင်းလေးလှုပ်ကြွေးခြင်းနဲ့ဆိုရင်တော့ဒါကတော့လွယ်ဆုံးငါပေါင်းမယ် 可。 Хотим же сделать. ကဲတမီးနှစ်ယောက်စားတာတော့တချမ်းပြောင်းတော့တို့နှစ်ယောက်စားရင်တော့တကောင်တော့ကုန်ပါတယ်ဒါလေးကျွန်တော်ပေါင်းရနှစ်ကောင်သုံးကောင်အဲ့လိုပေါင်း la ranocha. También I'll do it with you. Barely any bowl. I could eat. Let me have chill Sweet or sour? It's very sweet. Was <laughs> 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 it good? Was it good? You swallowed it? Yeah. You just <laughs> it? You're tired of that. Yeah, were we not supposed to? <laughs> yeah, <laughs> that's ွဲဒီလိုတခါတလေမိသားစုကိုလွယ်လွယ်ကူကူမိုက်ခိုဝေးလေးနဲ့ငါပေါင်းလေးလှုပ်ကြွေးတာငါပေါင်းတော့ကျွန်တော်ဒါကလေးတွေကြိုက်တဲ့ဟာရိုးရိုးရှင်းရှင်းပုံစံလေးပဲလှုပ်ကြွေးတာပေါ့တခြားနီလန်းတွေငါသမယာပေါင်းလို့တခြားပုံစံမျိုးမျိုးလှုပ်စားလို့ရတယ်ဒါပေမဲ့ဒါကကျွန်တော်ရိုးရှင်းဆုံးပေါင်းတဲ့ငါပေါင်းပေါ့စားလို့လည်းကောင်းတယ်ဒီငါအယိုးလေးနေတယ်ဆိုတော့ကလေးတွေစားလို့လွယ်ကဲကျွန်တော်တို့ရဲ့ဗီဒီယိုကိုဒီမှာပဲဆုံးသတ်လိုက်ပါတော့မယ်။ကျွန်တော်တို့ရဲ့ဗီဒီယိုလေးတွေကိုချိန်နဲ့တက်တယ်ဆိုရင်တော့ like နဲ့ subscribe လုပ်နဲ့အားပေးကြပါဦး။နောက်ဗီဒီယိုမှာပဲကြည့်တွေ့မယ်နော်။ကြည်တဲ့ရောက်စီတိုင်းကိုကျေးဇူးတင်နေအားလုံးကို Bye bye.